င်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့အဝေးရောက်ကြိုတင်မဲ့ပေးကြဖို့ပုံစံ15လျှောက်ရတဲ့အခါအထောက်အထားအပြည့်စုံတောင်းဆိုမှုတွေကြောင့်ရခိုင်တိုက်ပွဲရှောင်နေစိုးရိမ်မှုရှိနေကြတယ်လို့ရခိုင်တိုင်းရင်းသားများပါတီဥက္ကရာဥပရှိန်ကပြောဆိုလိုက်တဲ့သတင်း အင်ဒိုနီးရှားနိုင်ငံမှာသမရဗရာဘိုကိုအာဏာရလာခဲ့တဲ့တနစ်ပြည့်နှစ်ပတ်လည်နေ့မှာចောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခက်အခဲသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့အဝေးရောက်ကြွတင်မဲ့ပေးကြဖို့ပုံစံ15ရှောက်ရတဲ့အခါအထောက်အထားအပြည့်စုံတောင်းဆိုမှုတွေကြောင့် ဇဂိုင်းတိုက်ပွဲရှောင်နေစိုးရိမ်မှုရှိနေကြတယ်လို့ဇဂိုင်းတိုင်းရင်းသားများပါတီဥက္ကရာဥပရှင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ရွေးကောက်ပွဲအပိုင်းတည်းအတွက်အဝေးရောက်ကြွတင်မဲ့ပေးကြဖို့ပုံစံ15ရှောက်ရတဲ့အခါအထောက်အထားအပြည့်စုံတောင်းဆိုမှုတွေကြောင့်ရခိုင်တိုက်ပွဲရှောင်တွေစိုးရိမ်မှုရှိနေကြတယ်လို့ရခိုင်တိုင်းရင်းသားများပါတီ RNP ဥက္ကဋ္ဌဦးပါရှင်ကစီရင်နိုင်တင်ထဏာကိုပြောပါရယ်မြန်မာနိုင်ငံပြည်တွင်းရှိမဲဆင်းပါရှိတဲ့သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်တွေကြွတင်မဲပေးနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်က2025ခုနှစ်စက်တင်ဘာ15ရက်မှာထုတ်ပြန်ကြေညာခဲ့တာပါကျူတင်မဲပိနိုင်ရေးအတွက်ပုံစံ15လျှောက်ရတဲ့အခါကိုကြီးအချက်လက်အပြည့်စုံလိုအပ်ပေမဲ့လေလက်ရှိအာရခတက်တော်အေးနဲ့မြမတက်မတော်တို့ရဲ့စစ်ရေးတင်းမာမှုတွေကြောင့်နေရာတွေကအတီးအီကိုရောက်ရှိနေတဲ့ရခိုင်တိုက်ပွဲရှောင်တွေမှာစိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်ဝေးလက်ဝေးရောက်မဲဒီကတော့ကျူတင်မဲလူပြည်ကြပြောကြတယ်ပုံစံ15နဲ့ဝေးရောက်မဲပြေးမဲဆိုပြောလို့လေ ဒီလူကဒုက္ခတဲ့အညီနဲ့ပဲပြင်မရောက်ကြရချာနေရရရတယ်အဲ့ဒီအဲ့ဒီဒေသမှာဘုံတဆက်ကနဲ့ကျောက်မယ်လို့ဆိုရင်မဘုံတင်တောင်းတယ်ဒီဘူအိမ်မှာဒီလိုတဲ့ခုန်နေတဲ့အဲ့ဒီတောင်းတယ်မိတူတွေတောင်းတယ်ဟိုဟာတွေတောင်းတယ်ဒီဟာတွေတောင်းအဲ့ဒီတောင်းတာလဲသူသာရတဲ့ညွန်ကြရဲ့အတိုင်းတောင်းတာတွေဖြစ်ပါဘူးဒါပေမဲ့လူလူကြောင်းနေတဲ့လူတွေကသူတို့အကြောင်းအရာတွေကို ဟာရင်ဒါကြောင့်ပြန်ပြီးတဲ့ဒီလူဒီပါလို့ရမလဲဆိုပြီးတော့သူရင်ကြောင်းကြမှုဖြစ်နေဆိုတာတော့အမေတို့သူတို့သူတို့အဲ့ဒီလူတွေရှိကပြန်ပြောပြရင်မဲတင်ကြအေးရဒါမဲ့ရေခက်ခဲနေကြတာပဲဥညာတန်မနဲ့ယူဒီမဲပေးလို့ရအောင်ဖြောက်တဲ့သူတွေကလည်းကြရမ်းမတင်းနေတော့ရှိကြပါရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအပိုင်းတစ်ကိုစတင်ကျင်းပတော့မှာဖြစ်ကြောင်းယူရီစီကတရားဝင်ထုတ်ပြန်ထားတာပါရခိုင်ပြည်နယ်မှာမြမတက်မရော်နဲ့အေအေတို့အကြား ကြော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတာဟာ2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နှစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။အဲ့ဒီကာလအတွင်း AA ဘက်ကရခိုင်ပြည်နယ်ရှိမြို့နယ်16မြို့နယ်ထဲကမှ14မြို့နယ်နဲ့ပလောဝမြို့တို့ကိုတိမ့်ပိုက်အုပ်ချုပ်ထားပြီးမြမတက်မတော်ကတော့စစ်တွေကြောက်ဖြူမန်အောင်တို့ကိုသာထိန်းချုပ်ထားနိုင်ပါတယ်။အဲ့ဒီပဋိပက္ခတွေကြာမဲပေးကြရမယ့်ရခိုင်ပြည်သူလူထုအနေနဲ့စိတ်အားထက်သန်မှုရှိကြဖို့ဟာခက်ခဲတယ်လို့ရခိုင်တိုင်းရင်းသားမြပါတီ IMP ဥက္ကဋ္ဌဥပရှင်ကစီရင်နာကြေညာထောက်နာကိုပြောပါရယ်။ တဲ့တောင်းတဲ့တာနေရထိုင်ရရဲ့ဘွားနဲ့ဖီလိုက်သွားလိုက်ယူလိုက်ကန်လိုက်ဣမင်းတရုတ်ဆောဖို့တောင်တတိမြာနိုင်ဣင်းတရုတ်ဆောဖို့တောင်တတိမြာနိုင်ညအိယာဘယ်နေရာမှာအိယာမှာမသိတဲ့သူဒီနေ့ဒီနေ့ကြောက်ရပဲဒီမှာပြည့်ပြတ်တဲ့ဒီနောက်ခဲခဲရဲ့အတွက်ကြောင့်ပဲပြည့်မဲ့လူတွေနဲ့ဒီထက်မှာ အာထက်တဲ့နာနာရှိဘူးဆရာတကယ်ခဲ့မှာရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ14ရက်နေ့မှာရွေးကောက်ပွဲမကျင်းပဖြစ်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်၈ခုကမြို့နယ်56ခုကိုကျင်းပခဲ့ပါတယ်အဲ့ဒီထဲမှာလက်ရှိအရခတ်တက်တော်အေးထင်းချုပ်ထားတဲ့အန်တန်တွဲတန်ကုန်းနဲ့ကွာမျိုးတို့မပါဝင်တာကိုလည်းတွေ့ရပါတယ်မြမတက်မတော်အနေနဲ့အန်တန်တွဲတန်ကုန်းနဲ့ကွာမျိုးတို့မှာစည်ရေးအရာအာမခံချက်ရှိတာကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အထင်မပါဝင်တာဖြစ်နိုင်ကြောင်းအဲ့ဒီအခင်းကျင်းကြောင့်ရခိုင်ပြည်နယ်မှာမြို့နယ်9ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်းနိုင်ငံရေးအကဲခတ်တွေကသုံးသပ်ထားကြတာပါနိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးဆိုတာဟာအစိုးရဘယ်လိုပဲပြောင်းတော့တော့မူဝါဒအားဖြင့်လုံးတိလုံးတိုက်တဲ့ကိစ္စတွေကတတ်တမတ်တည်းဖြစ်ဖို့လိုကြောင်းပြည်သူ့ပါတီ PP မှဥက္ကဋ္ဌကြီးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးဆိုတာဟာအစိုးရဘသူပဲပြောင်းသွားသွားမူဝါဒအားဖြင့်လှုပ်တင်လှုပ်တိုက်တဲ့ကိစ္စတွေကတသက်မတည်းဖြစ်ဖို့လိုကြောင်းပြည်သူ့ပါတီ PP မှဥက္ကဋ္ဌကြီးက CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံအစိုးရတွေဟာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတွေကိုဖော်ဆောင်ရမှာရှေ့အစိုးရလှုပ်သွားတဲ့ကိစ္စဖြစ်ပြီးနောက်တက်လာတဲ့အစိုးရကဖျက်သိမ်းခြင်းဆိုင်းငံ့ခြင်းပြည်လဲဆွေးနွေးမှုအသည့်တွေပြုလုပ်ခြင်းတွေရှိပါတယ်ဒီလို့ရဲ့အပေါ်ပြပရင်းနှီးမြှုပ်နှံသူတွေကမကြိုက်နှစ်သက်ကြသလိုအယုံကြည်ကင်းမဲ့မှု ှုတွေဖြစ်လာပြီးရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဆောင်ဖို့ရှောင်လာကြတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမယ်။အစိုးရကနိုင်ငံတော်ညီညွတ်ရေးအားအစိုးရဘယ်သူပဲပြောင်းပြောင်းမူဝါဒအားဖြင့်တသမတ်ထဲထားဖို့လိုအပ်ကြောင်းပြည်သူပါတီ PP မှဥက္ကရာဥက္ကုကြီးကဆီယနိုင်သတင်းဌာနကိုပြောပါတယ်။ဒီကကတော့မကြခင်မှာရွေးကောက်ပွဲတွေကျင်းပတော့မယ်။ဆိုတော့ကျင်းပလို့နိုင်ငံရေးအခင်းချင်းအစ်စ်ပေါ်လာတဲ့အခါမှာအဲ့ဒီရွေးကောက်ခံရတဲ့ကိုယ်စားလှယ်တွေလွတ်တော်အစိုးရအနေနဲ့ ဒီနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးကိစ္စဆိုတာကဟိုအစိုးရဘယ်သူပဲပြောင်းသွားသွားသူကမူဝါဒအားဖြင့်တော့လှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကဟိုတသမတ်သေးဖြစ်ဖို့လိုတယ်ဆိုတော့အခုလှုပ်နေတဲ့ဟာတွေကရောက်ပွဲပြီးသွားတဲ့ခါကျတော့ဟိုကိုယ်သဘောနဲ့ကိုယ်နောက်တစ်မျိုးတွေလှုပ်ရင်သူကအဆက်ဆက်မရှိဘူးဆိုတော့ဒါကြောင့်မလို့ဒီလိုမျိုးရောက်ပွဲ မတိုင်ခင်မှာ ဆွေးနွေးပွဲတွေလုပ်တယ်ဒီကနေအကြံပြုချက်တွေဆွေးနွေးချက်တွေကိုစုစည်းထားတယ်ဆိုတာကမြို့ကောက်ပွဲအလွန်နိုင်ငံရေးအခင်းအကျင်းတွေဒါဆက်ပြီးတော့တည်ဆောင်နိုင်ဖို့အများကြီးအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ် ဦးသန်းရွှေဦးဆောင်တဲ့အစိုးရလက်ထက်ကတရုတ်နယ်မြစ်ဆုံစီမံကိန်းအကောင့်ထဲပေါ်ဖို့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပေမဲ့လည်းဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့်ယာယီရဆိုင်ချောင်းကြီးညာခဲ့ပါတယ်။အဲဒီနောက်2015အထွေထွေရွေးကောက်ပွဲနဲ့အတူရွေးကောက်တင်မြောက်ခံရတဲ့ဒေါအောင်ဆန်းစုကြည်အစိုးရတက်လာတဲ့အခါမှာလည်းမြစ်ဆုံစီမံကိန်းပြန်လည်စတင်နိုင်ခြင်းမရှိခဲ့သလိုလက်ရှိတက်မတော့ NND အစိုးရကိုဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြီးညာပြီးအုပ်ချုပ်နေချိန်မှာလည်းမြစ်ဆုံစီမံကိန်းပြန်မစတင်နိုင်ပဲရပ်ထားရပါ ပါတယ်။ငင်းငင်းကြီးဟာထိန်းတန်းဦးစားပေးအနေနဲ့ရှိနေမှာဖြစ်ပြီးအခုလက်နက်ကင်ပြိပခဖျက်သန်းမှုမှာအမြင့်ဆုံးအခြေအနေဖြစ်ကြောင်းပြည်သူပါတီ PP မှဥက္ကရာဥက္ကိုကြီးကဆန်နိုင်သတင်းဌာနကိုပြောပါရယ်။ကျွန်တော်တို့အဓိကကတော့ဒါငင်းငင်းကြီးအာထိန်းတန်းဦးစားပေးကိစ္စအဖြစ်နဲ့ဆက်ရှိနေလိမ့်မယ်လို့ကျွန်တော်တို့ညွှန်လင်းတယ်။အဲ့တော့ဘာကြောင့်ဆိုတော့ဒီလက်နက်ကင်ပြိပခါကပြောရရင်ဟိုကျွန်တော်တို့ဖြတ်သန်းမှုတစ်ချောက်လုံးမှာဒါအမြင့်ဆုံးအခြေအနေတစ်ခုကိုရောက်လာခဲ့တယ် ရောက်လာခဲ့တော့လက်ရှိအစိုးရလက်ထက်မှာသူတက်နိုင်တဲ့လောက်ဆောင်ရွက်နေတာဒီရှိပေမဲ့လို့နောက်အစိုးရလက်ထက်မှာဆက်ပြီးတော့ဒါတွေကိုအချိန်ဟုန်မြင့်မှုအကောင်းအောင်ဆောင်ရွက်ဖို့လိုတယ်လို့မြင်ပါတယ် ။လက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာမြို့နယ်တရားနှမြို့နယ်မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလမှာတော့မြို့နယ်တရားမြို့နယ်မှာရွေးကောက်ပွဲဆက်လက်ကျင်းပမှာဖြစ်ပါတယ်။အဒီနောက်2026ခုနှစ်ဖေဖော်ဝါရီလမှာတွတ်တော်ခေါ်မှာဖြစ်ပြီးမလာမှာအစိုးရတစ်ကိုဖွဲ့စည်းကြမှာဖြစ်ပါတယ်။ဗမာမျိုးနယ်အတွင်းကဂရုတိုက်ပွဲရှောင်း200ကျော်ကိုစစ်နေမျိုးသားများတပ်မတော်ရဲ့တပ်မဟာ614က ကယ်ထုတ်လာခဲ့တယ်ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းဗန်းပေါက်မြို့နယ်အတွင်းကကဒူးတိုက်ဝဲရှောင်း900ကျော်ကိုရှမ်းနီမျိုးသားများတက်မတော့ SN ရဲ့တက်မက6တလီက2025ခုနှစ်အောက်တိုဘာ18ရက်ကကယ်ထုတ်လာခဲ့တယ်လို့သိရပါဗယ်။ဗန်းပေါက်မြို့ကို KIAPD ရဲ့ကဒူးတပ်ဖွဲ့က2025ခုနှစ်စက်တင်ဘာ15ရက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်အောက်တိုဘာ20ရက်မှာမြို့ကိုသိမ်းပိုက်ခဲ့ပါဗယ်။အဲဒီနောက်ဗန်းပေါက်မြို့အနီးရှိတခွတ်သာခိုနန်းကျွော်မှာ ရုတိုက်ပွဲကြောင့်900ကျော်ဟာတိုက်ပွဲတွင်ပိတ်မိနေတဲ့အတွက် SNI ဘက်ကတော်ရောက်ကဲထုတ်ပြီးဘေးလူရကိုခေါ်ဆောင်လာကစောက်လျှောက်ပေးလျက်ရှိပါတယ်။ KIAPD ရဲ့ကရုတပ်ဖွဲ့တို့ရဲ့ဗမာမျိုးတွင်တိုက်ပွဲဆောင်ဒေသခံစုစုပေါင်း9000ကျော်တိုက်ပွဲဆောင်နေကြပြီး SNI ဟာအများစုကိုစောက်လျှောက်ထားကစာနယ်ရိတ်ခါတွင်နဲ့ဈေးဝါးရထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒါပေမဲ့တိုက်ပွဲဆောင်တွေအတွက်စားနပ်ရိတ်ခိုင်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအရေးပေါ်လိုအပ်လျက်ရှိပါတယ်။အဲ့ဒီတိုက်ပွဲဆောင်တွေအတွက်အစိုးရနိုင်ငံတကာအဖွဲ့အစည်းတို့မှတစုံတရာအကူအညီပေးတာမရှိဘူးလို့သိရပါတယ်။ကျန်းနိုင်တဲ့ဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံမှာသမရဘရာဘိုကိုအာဏာရလာခဲ့တဲ့တနစ်ပြစ်နစ်ပတ်လည်နေ့မှာចောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်ဒိုနီးရှားနိုင်ငံမှာတမရဗရာဘိုဆူဗီယန်တို့အာဏာရလာခဲ့တဲ့တနည်းပြည့်နှစ်ပတ်လည်ဖြစ်တဲ့အော်တိုဘာ20ရက်မှာចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်လို့နီကီအေးရှားကဖော်ပြခဲ့ပါတယ်။ အင်ဒိုနီးရှားမှာအစိုးရရဲ့ပွင့်လင်းမြင်သာမှုနဲ့ပြည်သူတွေရဲ့စကားသံတွေကိုမျက်ကွယ်ပြုမှုနဲ့ပတ်သက်ပြီးနိုင်ငံတော်ကစူပူအောင်ကြောင်းမှုတွေဖြစ်ပွားခဲ့ပြီးနောက်နှစ်လအကြာမှာဂျာကာတာမြို့တော်မှာကျောင်းသားတွေဦးဆောင်ကဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဗရာဘိုရဲ့အစိုးရအဖွဲ့အစည်းပြုလုပ်နေတဲ့တမရနန်းတော်အနီးမှာအဝါရောင်ဂျာကင်တွေဝှက်ထားတဲ့ကျောင်းသား300ခန့်စုရုံးဆန္ဒပြခဲ့တာဖြစ်ပြီးဒီဆန္ဒပြမှုဟာဩဂတ်လကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုမှာပါဝင်တဲ့လူဝင်အားလုံးများပြားခဲ့တာမရှိပါဘူး။ တမရဗရာဘူရဲ့ပထမနှစ်အတွင်းစာတင်ကျောင်းတွေမှာနေလေစာအခမဲ့ကျွေးမွေးတဲ့အစီအစဉ်ကိုလည်းကျောင်းသားတွေကဆန္ဒပြခဲ့တာဖြစ်ပါတယ်။ဒီနေလေစာအခမဲ့ကျွေးမွေးတဲ့အစီအစဉ်ကြောင့်ကျောင်းသားတွေအစာအဆိုင်သင့်မှုဖြစ်စဉ်တွေမကြာခဏဖြစ်ပွားခဲ့တာကြောင့်ဗရာဘူရဲ့အစီအစဉ်တွေဝေဖန်ခံခဲ့ရပါတယ်။နေလေစာအခမဲ့ကျွေးတဲ့အစီအစဉ်ကအစိတ်ခတ်နေတာနဲ့တူနေပါတယ်လို့ရေးသားထားတဲ့လက်ကင်ပိုစတာတွေကိုကျောင်းသားတွေကကန်ဆောင်ကဆန္ဒပြခဲ့ကြပြီးဒီအစီအစဉ်ကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအစီအစဉ်ကိုစတင်အကောင်တွေဖော်ခဲ့ပေမဲ့မဖြစ်ချင်းနိုင်သေးတဲ့ပြဿနာတွေရှိနေဆဲဖြစ်ပါတယ်လို့အသက်25နှစ်အရွယ်ဆန္ဒပြကြောင်းသားတဦးကပြောကြားခဲ့ပါတယ်။ဩဂတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေမှာရဲကားတစ်စီးကပစ္စည်းပို့တဲ့မော်တော်ဆိုင်ကရင်မောင်းတဦးကိုဝန်တိုက်ခဲ့တာကြောင့်ဆိုင်ကသမားတေဆုံးခဲ့ပြီးနောက်ဆန္ဒပြမှုတွေအခြေအုံမြင့်တက်ခဲ့ပြီးဗရာဘိုအစိုးရအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။လက်ရှိမှာ ဗရာဘိုရဲ့ပထမနှစ်အတွင်းသူ့ရဲ့မူဝါဒတွေမှာ ပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုအားနည်းခြင်းကြောင့်အမဲဆက်ထင်ခဲ့ကြောင်းအင်ဒိုနီးရှားရဲ့အမျိုးသားသူတေသနာနဲ့စမ်းသစ်တည်ထွင်မှုအေဂျင်စီမှနိုင်ငံရေးသူတေသည်ဝါဇာစတိုယာဟာဂျိုဂျက်တီကပြောကြားခဲ့ပါတယ်။ ရေဘူးရပြောရမယ်ဆိုရင်ဘရာဘိုဟိုအစိုးရဟာပထမနှစ်မှာပဲပွင့်လင်းမြင်သာမှုနဲ့ပြည်သူတွေရဲ့စကားသံကို နားထောင်မှုအပိုင်းမှာအားနည်းမှုတို့ကြောင့်ဆန္ဒပြမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်လို့ဂျက်တီကဘရာဘိုရဲ့နေလေစာအခမဲ့ကျူးမွေးတဲ့အစီအစဉ်ကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။အစ္စရေးဟာဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်အပြစ်ခတ်ရဲစဲမှုပြန်လည်စတင်ပြီးဖြစ်ကြောင်းအော်တိုဝါ16ရက်နေ့ကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးစစ်တပ်ဟာ ဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်အပြစ်အခတ်ရစဲမှုပြန်လည်စတင်ပြီဖြစ်တယ်လို့အော်တိုဘာ19ရက်ကပြောကြားခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။ဂါဇာမှာအစ္စရေးစစ်သားနှုတ်ဦးတည်ဆုံးခဲ့တဲ့တိုက်ခိုက်မှုတစ်ခုကြောင့်အစ္စရေးမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်လူ26ဦးတည်ဆုံးခဲ့ကြောင်းပါလက်စတိုင်းသတင်းရင်းမြစ်တွေကထုတ်ပြန်ခဲ့ပြီးနောက်အပြစ်အခတ်ရစဲမှုပြန်လည်စတင်ပြီဖြစ်တယ်လို့အစ္စရေးကပြောကြားခဲ့ပါတယ်။ဂါဇာမှာဟာမတ်အဖွဲ့ကအပြစ်အခတ်ရစဲရေးကိုချိုးဖောက်နေတာကြောင့်ဂါဇာဒေသအတွင်းကို အထောက်အပံ့တွေတင်ပို့မှုကိုရပ်ဆိုင်မယ်လို့ကြေညာခဲ့ပါတယ်။ပါလက်စတိုင်းစစ်သေးကြွတွေဟာရာဖာမြို့မှာအစ္စရေးစစ်သားတွေကိုကင်ကားဖြတ်ဒုံးကျည်ဒီဇိုင်းနဲ့ပစ်ခတ်ခြင်းတနက်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်အစ္စရေးစစ်သားနှုတ်ဦးတည်ဆုံးခဲ့ပါတယ်။အဲ့နောက်အစ္စရေးစစ်တပ်ကဂါဇာမှာစစ်သွေးကြွတွေရဲ့တပ်မှုတွေတနက်သမားတွေမြေအောက်လိုင်းကောင်းတစ်ခုနဲ့လက်နက်တော်လောင်ယုံတွေအပါအဝင်ဟာမတ်အဖွဲ့ရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတဦးနဲ့ကလေးတဦးအပါအဝင်လူ26ဦးထက်မနည်းတေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတစ်ခုဟာဂါဇာရဲ့နူဆိုင်ရဲ့ဒေသမှာစစ်ဘေးခြောင်တွေခိုးလုံနေတဲ့စာတင်ကြောင်းတစ်ခုကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ဟာမတ်အဖွဲ့ကတော့ရာဖာမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကိုမသိကြောင်းဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့စစ်သွေးကြောအဖွဲ့နဲ့မလကလေးကအဆက်အသွယ်မရှိတော့ကြောင်းပြောကြားခဲ့ကအပြစ်ကရဲ့စရေးသဘောတူညီချက်ကိုလိုက်နာနေစေဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ ဒါပြင်ဂါဇာမိုင်အစ္စရေးတိုက်ခိုက်မှုတွေကိုဟာမန်အဖွဲ့ကဝေဖန်ချုံရခဲ့ပြီးနောက်အမေရိကန်တမ်မတ်တော်နယ်ထွန်းကတော့ဂါဇာအပြစ်ခတ်ရဲ့စည်ရေးသဘောတူညီချက်ဟာတည်မြဲနေဆဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်တို့အပြစ်ခတ်ရဲ့စည်ဖို့သဘောတူညီမှုရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ဟာပြီးခဲ့တဲ့တင်ဘက်ကနေဆက်မှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ကာတာနိုင်ငံဒိုဟာမြို့တော်မှာဆွေးနွေးမှုတွေပြုလုပ်ခဲ့ရမှာအောက်တိုဘာ19ရက်ကနှစ်နိုင်ငံကြားချက်ချင်းအပြစ်ခတ်ရဲစဲဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်ပြီးခဲ့တဲ့တင်ဘက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာအာဖဂန်မှာတာလီဘန်တို့အာဏာပြန်ရလာခဲ့တဲ့2021ခုနှစ်နောက်ပိုင်းတောင်အာရှအင်ဒီဂျေနိုင်ငံတွေဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်ကြားအစိုးရအုံတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ် အပြစ်ကရဲ့စဲရေးသဘောတူညီချက်ကိုအပြစ်သက်လုံဆောင်နိုင်ခဲ့ဖြစ်ကြောင်းနိုင်ငံစလုံးဟာအပြစ်ကရဲ့စဲရေးသဘောတူညီချက်ရဲ့အသေးသေးအချက်အလက်တွေကိုဆွေးနွေးဖို့တူရကီနိုင်ငံအစ္စတန်ဘူမှာအောက်တိုဘာ25ရက်ကျရင်ထပ်မံတွေ့ဆုံမှာဖြစ်ကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာမူဝါမက်အစစ်ကအိတ်လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်အာဖဂန်နစ္စတန်ကိုခြေကုပ်ယူပြီးပါကစ္စတန်မှာအကြမ်းဖက်မှုတွေပြုလုပ်နေတဲ့စစ်သွေးကြွတွေရဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်သွားမှာပါ အင်းကြီးချင်းနိုင်ငံလုံးကတနိုင်ငံရဲ့အချုပ်ချာအာဏာကိုတနိုင်ငံကလေးစားသွားမှာပါလို့ SF ကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။အာဖဂန်တာလီဘန်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဇာဘီဟူလာမူဇာဟစ်ကလည်းတနိုင်ငံစလုံးဟာအိဗယ်ပြေးွားတဲ့အပြစ်ခဲ့ရဆဲရီကိုသဘောတူခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်ကြားအပြစ်ခဲ့ရဆဲရီကိုတူရကီနိုင်ငံနဲ့အတူဂျာဝေဆစ်ဆက်ပေးခဲ့တဲ့ကာတာနိုင်ငံဂျာယီဝန်ကြီးဌာနကလည်းနောက်ထပ်ပြုလုပ်မဲ့အစည်းအဝေးတွေဟာအပြစ်ခဲ့ရဆဲရီသဘောတူညီချက်ရေးရေးတည်တက်စေဖို့နဲ့ သဘောတူညီချက်မှာပါဝင်တဲ့အချက်လက်တွေကိုအကောင့်ထဲပေါ်ရေးအတွက်ရည်ရွယ်လှုပ်ဆောင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အာဖဂန်မှာတာလီဘန်တို့အာဏာပြန်လည်ရရှိခဲ့ပြီးနောက်ပါကစ္စတန်မှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတွေတိတိကျကျမြင့်တက်လာခဲ့ပါတယ်။အာဖဂန်မှာခြေကုပ်ယူထားတဲ့စစ်သွေးကြွတွေကပါကစ္စတန်မှာအကြမ်းဖက်မှုတွေပြုလုပ်နေတယ်လို့ဆိုကပါကစ္စတန်ကနိုင်ငံငယ်နယ်စပ်မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာ ာဖဂန်နဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အာဖဂန်တာလီဘန်အဖွဲ့ကတော့ပါကစ္စတန်ရဲ့စုစွဲချက်တွေကိုညှင်းဆို့ခဲ့ပြီးတိုက်ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်တစ်ပတ်စလုံးမှာစစ်သားတွေနဲ့အရဲသားတွေများစွာသေဆုံးခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ ပြင်သစ်လီဂူ1ပွဲစဉ်မှာမာဆေးအသင်းအတွက်လေးဂိုးသွင်းပြီးခြေစွမ်းပြသနိုင်ခဲ့တဲ့ Greenwood ကိုနီးပြဖြစ်သူဒီစာဘီကတိတက်ပို့ပြီးလုံနိုင်မယ်လို့ယုံကြည်မှုရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ United ကစားသမားအောင် Greenwood ဟာပြီးခဲ့တဲ့ပြင်သစ်လီဂူ1ပွဲစဉ်မှာမာဆေးအသင်းအတွက်လေးဂိုးသွင်းပြီးခြေစွမ်းပြသနိုင်ခဲ့ပေမယ့်နီးပြဒီစာဘီကသူတိတက်ပို့ပြီးလုံနိုင်မယ်လို့ယုံကြည်မှုရှိနေပါတယ်။ဒီစာဘီက မေဆန်ဟာဂိုးတွေသွင်းနိုင်ရင်သာမကပဲပို့ပြီးလုံနိုင်နေဆိုတာအမှန်ပါပဲ။သူဟာဂိုးရှိမှာထိတ်တန်းကစားသမားဖြစ်နေပြီဆိုပေမဲ့သူ့မှာရှိတဲ့အရေးချင်းတွေကြောင့်ကမ္ဘာအကောင်းဆုံးဇာမားတွေတဲကတူဖြစ်လာနိုင်ပါတယ်။သူဟာအမြဲတမ်းဂိုးတွေအများကြီးတွင်ပြီးလေ့ကျင့်ရေးအစီအစဉ်ကိုလည်းမလွဲချော်ခဲ့ဘူးပါဘူး။ဒါပေမဲ့သူ့မှာတိုးတက်ဖို့နေရာတွေရှိနေသေးတယ်လို့ပြောရပါရစေ။ ဒီအရီတင်းတဲ့ပွဲစမှာမာစေးတင်းအတွက်လေးဝိုးသွင်းခဲ့တဲ့ဂရင်းဟောပါ1992ခုနှစ်ကပါပင်နောက်ပိုင်းတပွဲတဲ့လေးဝိုးသွင်းနိုင်တဲ့ပထမဆုံးမာစေးကစားသမားဖြစ်ခဲ့တာပါဂရင်းဟောဒီအာဒီလီဂူဝမ်ပြိုင်ပွဲမှာမာစေးတင်းအတွက်6ဂိုးသွင်းတာပြီးဂိုးဘက်ဒီမှု3ချိန်ပြုလုပ်ထားသလိုပြိုင်ပွဲ30ပွဲမှာ9ဂိုးသွင်းယူထားပါတယ်ဒါပေမဲ့မာစေးတင်းဒီပြဒီစာပြီးကဂရင်းဟောစီကနေဒီတဲ့ပေါ်ပြီးကောင်းမွန်တဲ့အရာတွေကိုလိုချင်နေတာဖြစ်ပါတယ်2024ခုနှစ်နွေရာသီကမာစေးတင်းကိုရောက်ရှိလာခဲ့တဲ့ဂရင်းဟော သူ့ရဲ့ပွဲဥထက်ရာဒီမှာလီဝဲအသွင်းကို22ဂိုးအထိအသွင်းပြီးအသင်းကိုအမဘေးစီအဆင့်နှစ်နေရာနဲ့ရာဒီအဆုံးသတ်နိုင်အောင်ကူညီပေးနိုင်ခဲ့တာပါ။မာစေးအသင်းဟာဒီရာဒီမှာဂရင်းဝူးရဲ့ခြေစွမ်းပြမှုနဲ့အတူလက်ရှိချန်ပီယံ PSG အသင်းကိုတမတ်အတာနဲ့ပြင်သစ်လီဝဲအမဘေးစီထိတ်ဆုံးနေရာမှာရပ်တည်နေပါဗါး။မာစေးအသင်းဟာ2010ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ဒီရာသီမှာပြင်သစ်လီဂ်ဝမ်ဖလားကိုရယူနိုင်ဖို့ပြင်မှတ်ထားနေတာပါမာစေးအသင်းဟာ Sporting Lisbon အသင်းနဲ့ Champions League ပွဲစဉ်ပြီးရင် လမ်းစစ်တင်နဲ့ပြင်သစ်လူဝဲပွဲစဉ်ရှင်ပြန်ရမှာဖြစ်ပါတယ်။ဆီယန်နိုင်သတင်းဌာနရဲ့2025ခုနှစ်အော်တိုဘားလ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေရှင်။ thank you